။ဒါကြတော့အစိုးရကလည်းတကယ်လို့သူတို့လူကျတဲ့တက်ကျတဲ့ဆိုရင်သူတို့က approve တခုပေါ့နော်ခွင့်ပြုချက်ယူအဲယူပြီးတဲ့အခါကျထိထိရောက်ရောက်လူလို့ရမယ့်နေရာမျိုးပေါ့။တကယ်ပြတ်ပျက်စီးသွားလို့ဟိုရတဲ့သူတွေကိုလည်းပို့ပြီးတော့ရသေးချင်တာပေါ့။အခုကကျတော့ဟိုဥရစတဲ့နဲ့ဥရဖွားရတာဟိုဓမြတိုက်သလိုလိုပုံစံမျိုးတွေဖြစ်နေတာကိုမြင်တွေ့နေရတဲ့ဆိုတာကျလူတဲ့သူတွေကလည်းဟိုစိတ်ပကောင်းဖြစ်တာပေါ့နော်။ အဲ့ live ပေါ်မှာအခုတွေ့ရဆိုတော့စိတ်မကောင်းဖြစ်မိတာပါလို့ဘာလို့စိတ်မကောင်းဖြစ်ပြီလဲဆိုတော့အခုဒီ live ပေါ်မှာဘာတွေတွေ့လဲဆိုတော့ကိုကြီးဘယ်လိုလိုကဲတယ်ဘယ်လိုလိုတဲ့ဟိုဝင်ပြီးတော့လှူတာတွေပေါ့အဲ့အရာကြီးရှိတယ်နောက်တစ်ချို့ကကျတော့ဒီကြတော့ဒီဥပြပြကြရပါတဲ့အခုတဘောက Skype လာမှာဆိုရင်တော့ဘယ်လိုလူမျိုးတွေနေသလဲအဲ့သူတို့တွေကဘာလုပ်ငန်းတွေလုပ်သလဲအဲ့သူတို့ဒီတိုက်ယူတိုက်ကြရတဲ့နေပြီးဘာပစ္စည်းတွေများရနိုင်မလဲဆိုတဲ့အတွေးတွေပေါ့အဲ့တချို့ကြောက်စိတ်ကြောက်များလေတွေကြတော့ ဟိုကြောက်စိမ့်နဲ့တူတဲ့ဟာဆိုဂဲတွေမှသွားတယ်။တချို့ကြောက်လေးရတာကြီးကိုဟိုသဘောတကူကလူမှုရေးစိတ်တဲ့အပြည့်ရှိတယ်၊လူသားဆန်တဲ့စိတ်အပြည့်ရှိတဲ့စိတ်နဲ့ပြန်ပေးတာကြီးလည်းအခုလိုတွေ့ရတယ်ပေါ့နော်။အဲအခုကဘာဖြစ်နေလဲဆိုတော့ဟိုမန္တလေးမှာကအခုတီးရသလောက်ကပေါ့နော်။ဟိုတကယ်ငလင်ပေးတံကြောင့်ဟိုပြိုကျပျက်စီးသွားတယ်ဆိုတော့ဒါတွေကအဲ့ဒီတရားကိုတထေးတွေပေါ့နော်။အဲ့ဒါသူတို့တွေကလည်းဟိုစစ်ပိတ်တယ်ဆိုပေမဲ့ကျွဲတော့တော့ရှိတာပေါ့။အဲ့သူတို့တွေကလည်း ဟိုရိုင်းဘဝပြတ်သွားတော့တဲ့အနေထားတိုင်းတာရရောမဟုတ်ပါဘူးဟိုပျက်စီးတာဆုံးရှုံးတာတော့ရှိကြတာပေါ့လေအဲသူတို့မှဆွေမျိုးတွေရှိတယ်အပေါင်းအသင်းတွေရှိတယ်တင်ငယ်ချင်းပိတ်ဆွေတွေရှိတယ်အဲသူဥပုပ်တူကသူတို့ဝိုင်းဝန်းဖေးမှပြီးတော့ကူညီကြတယ်ဆိုတဲ့အခါကျတော့လက်ရှိလောလောဆယ်ဘာလဲမန်းလေးမှာသူတို့နေတဲ့သူကနေသွားပြီအပြေဦးနဲ့သွားတဲ့လူရှိတယ်ရကောစင်းလာတဲ့လူရှိတယ်ပေါ့အခုအားကကျတော့ဒီကလေးထဲမှာတကယ်မပါဘဲနဲ့ဟိုလှုပ်ရှားကြိုက်စားပြီးတဲ့ ွဲ့ဆိုတဲ့ဟာမျိုးကပေါ်ပေါက်တယ်လို့ဟိုဒီလိုအဖွဲ့အစည်းတဲ့လူရတဲ့အဖွဲ့တွေပေါ်ပေါက်တာကြီးလည်းတွေ့ရတာပေါ့နော်ဒီငလေးမဖြစ်တော့ဟာတော့မှဗန်းလေးပြောပါည9:00နာရီ10:00နာရီလောက်အပြင်သွားလို့မသိတော့တော့ဒီနေ့နေကြီးတော့မှဟိုစိုက်ကယ်လူခံရတာတွေဆွဲကျုပ်ဖြတ်ပြီးအလူခံရတယ်ဟဲ့လားဆိုင်ကစီပြက်လို့ထိုင်ဆောက်တဲ့အချိန်မှာဆရာမတယောက်ဆိုရဲဓာထုတ်ခိုင်းပြီးတည်သွားရတယ်။ဒါမျိုးကြီးရှိရဲဆိုတော့အခုကတော့ဟိုတောမီလောက်တောကြောင်လက်ကပေါက်ခတ်ဆိုလို့ပေါ့ ဟိုသူတို့တော့ကတော့ပို့ပြီးတော့အခွင့်သာတဲ့အနေအထားတစ်ခုတော့ရှိတာပေါ့ဟိုအဲ့ဒီလိုဖြစ်တယ်ဒါပေမဲ့အဲ့လိုမျိုးဆိုတော့ခါကျတော့ဘယ်လိုလုပ်ရမလဲဒါတွေကလောကရတွေကြောက်ပဲလားမိမိရဲ့အတိတ်ကပြုခဲ့တဲ့ကံတရားတွေကြောက်ပဲလားဆိုတော့ဒါပြပါတော့ပါကိုလည်းမသိနိုင်ဘူးနိုင်ငံတော်အစိုးရကလည်းတကယ်လို့သူတို့လူကျတဲ့တိုင်ကျတဲ့ဆိုရင်သူတို့ကြီး approve တခုပေါ့နော်ခွင့်ပြုချက်ယူအဲယူပြီးတော့အခါကျထိထိရောက်ရောက်လူလို့ရမယ့်နေရာမျိုးပေါ့ ဲ့တော့ကမြို့တဲတစ်ခုသွားမယ်ဆိုရင်အဲ့ဒီမြို့တဲမှာအင်ဂျင်ဘယ်လောက်ရှိလဲတကယ်ပါသွားတာကဘယ်သူတွေလဲတကယ်လူကျင်လာကတော့ဘယ်သူတွေလဲအတကယ်ဟိုလူလူလလနဲ့ဟိုနိုင်ငံတော်ကပဲဖြစ်ဖြစ်ဒီအလူရှင်တရားပဲဖြစ်ပေးတာကိုကျွန်တော်တို့ကလူလူလလနဲ့လူကျင်ပါတယ်ဆိုရင်အဲ့တော့အဲ့စင်းတွေအရင်ဆုံးပြုစုအပြုစုပြီးသွားတဲ့အခါကျဥပါဟိုပြုပြတ်သွားတဲ့ဒီမြို့နယ်ရုံးပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်လူအများသိတဲ့နေရာဌာနတစ်ခုမှာစုရတစ်ခုလို့ထားပြီးတော့ ဒီလူစေးရဲ့တကွာအိမ်လောက်စုစေးရဲ့တကွာထိထိရရလူမဲ့ဆိုရင်တကယ်ပြည့်ကျပျက်စီးသွားလို့ဟိုရတဲ့သူတွေကိုလည်းပို့ပြီးတော့ရည်ကြည်ချင်တာပေါ့အခုကကျတော့ဟိုဥရစနေနဲ့ဥရဖားရတာဟိုဓမြတိုက်သလိုလိုဟိုဇာပြိုးတွေဖြစ်နေတာကိုမြင်တွေ့နေရဆိုတာကလူတဲ့သူတွေကလည်းဟိုစိတ်ပကောင်းဖြစ်တာပေါ့နော်ဒါပေမဲ့လည်းဥရဘာမှလည်းဟိုပြောမပြောတာတော့ဘူးပေါ့ ဟိုရတဲ့ရတယ်လို့ပဲရသွားတယ်လို့ပဲသူတို့တတ်မှတ်ကြပါတယ်အလူရှင်းလေးတော်တော်ပဲများတာပေါ့ပူစာဆိုတာစားကြည့်ပါဘယ်လောက်ကြီးပဲခက်တက်ခက်ဘယ်လောက်ကြီးပဲဟိုစားရစားရသူခံစားစားစားရနှစ်ကာလငါးနှစ်မကျော်ပါငါးနှစ်မကျော်ငါးနှစ်လောက်အခုအပူစာကိုစားလိုက်တဲ့သူတူတူရအဲ့သူတူတူကြကိုကိုတိတယ်ဆိုရင်အဲ့သူနောက်ငါးနှစ်မှာဘာဖြစ်မလဲဆိုတော့စောင့်ကြည့်လိုက်ပို့ဆိုးပါလိမ့်မယ်ဟိုလူရကိုထိမှကိုနာတာလေး ူများကိုကြတော့ကိုကကြတော့ဟိုသူများတွေဒီလောက်ဒုက္ခဒုက္ခရောက်နေတဲ့အချိန်မှာကိုကဒီလိုမျိုးကြီးလှုပ်လိုက်တယ်ဆိုတဲ့အခါကျတော့ဘလောက်ဒါကိုကျေးစာစိတ်ရှိဖို့လိုတာပေါ့တကယ်ကိုလိုက်လို့ပြီးဘုရားကအဲ့လိုလှုပ်နေတဲ့သူတွေသူတို့တကယ်ဖြစ်ကြည့်သူတို့ဆယ်ဆပြတ်အောင်ပါဟိုပြောချင်တာပေါ့ဒါဘဝရဲ့အတိတ်ကံတွေကပါလာတဲ့ကံတရားတွေဟိုဝွကျွေးတွေသူတို့ပေးဆက်တာအဲ့ဒီဘဝ ီတန်တရားပါဒီဘဝဒီသူတို့ကံကြွေးဝေကြွေးဒီဒါနောက်ဆုံးဖြစ်ကြပါစေအဲ့လိုပဲဆုတောင်းပေးပါတယ်ဒါတော့အခုအခုချိန်ထိလဲတိုက်အောင်မှာအစာဦးတွေအောက်ပါအလောက်ပြန်ပြီးတော့မရနိုင်တော့တဲ့ပုံပြပန်းပြဖြစ်နေတဲ့အနက်သက်တွေထွက်နေတဲ့လူတွေအများကြီးပဲလေခုကောင်းဖို့ငယ်လို့လည်းလို့ပြစ်ချရတာပါကိုဘလောက်ခံစားရလဲဒီလိုအစာဦးကြီးတစ်ခုလုံးကိုယ့်ရဲ့ခန္ဓာပေါ်မှာပြီးတယ်ဆိုတာကသူတို့ရဲ့အတိတ်က ဘလောက်တော်မှပါလာတဲ့အကျိုးရတယ်ပေါ့နော်အဲ့အတွက်ကြောင့်အဲ့ဝကျွေးကြီးပါစေလို့ဆုတောင်းပါတယ်ဟုတ်